မင်္ဂလာပါရှင်ဒါရမီမေမေပါနုပညာဝါသနာဘုရားသွားလို့မလားဟိုပါလေးနေ့ကြောင်ညာဆိုင်တော့မှာလေသူကနုပညာဝါသနာဘုတော်ကြီးဟိုပါရှိမှတည်တာပေါ့နော်တော့သူပိုးပါတဲ့လောက်တော့မိဘကတော့တော့ support လိုက်လို့ပေးရတာပေါ့ပီကြီးလည်းတော်တော်ဖြစ်ပါရဲ့ပေါ့နော်ကို့အရန်ချစ်ပေးရဲ့သူအရင်ဆက်စားချင်းကအမှုပညာနဲ့မွန်တော့ကြတာလေအဲ့လိုမျိုးဘယ်လိုမျိုးလဲကအရန်အင်းလာအမှုပညာပို့အရန်ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကကြတာလက်ထင်သားရဲ့ပေါ့ဘယ်လိုမျိုးလဲကမထင်မထင်သားဟုတ်ကအဲ့လိုကိုကအဲ့လိုမချစ် မစ်တောက်ဆိုချင်အဲ့လိုချင်နိုင်ပေါ့နော်နမဲနမဲခုကကြာတော့ပေါ့နော်အဲ့လိုချစ်ပေးရအရန်နဲ့ပြောပါရဲ့ဟိုအဖေနဲ့ရိုက်တယ်သူသမီးနဲ့အဖေနဲ့ရိုက်တယ်အဲ့လိုရိုက်ချင်လိုက်တာဆိုပြီးဖေဖေကိုသွားမေးဖေဖေကမေးအဲမြဲမြဲမမေမမေကိုသွားမေးချင်စမ်းမမေကိုသွားမေးမမေနဲ့ပြောအဲမြဲချက်မေးလीဆိုပြီးနောက်နေ့ကျတော့အဲ့ဒီစင်တို့ဒီဘွေပြောရဲကြရပါသူတငယ်ချင်းတွေက challenge လုပ်ကြတယ်လေ ကျွန်တော်မမေးရိုက်ပေးပါမမေးတင်ငယ်ချင်းနေရသူ့အမေနဲ့ရိုက်တယ်ပေါ့နော်အဲသူအတင်းကုန်တယ်ကဲဟောပဲကဲအဲ့ဒါလည်းရိုက်ပေးပါမလို့ရိုက်ပေးလိုက်ခင်ဗျာအဓိကတော့ပညာရေးပေါ့နော်ပညာရေးအဓိကမင်းမှာပဲပညာရေးကတော့နံပါတ်၁ပဲပညာရေးအခုဒါဆိုငယ်သေးလို့နည်းနည်းလေးရွယ်ရောက်လာရင်တော့ပညာရေးကိုအရင်ဆုံးဦးစားပေးမယ်ပညာရေးပြည့်စုံပြီဆိုတော့မှသူပါဝနာပါတဲ့ဒီအမှုပညာလုပ်ငန်းကိုနောက်ဘက်ကမိဘလိုက်ပံ့ပိုးပေးမယ်အဓိကတော့ပညာရေးတက်လန့်နဲ့ကို မလုပ်ခိုင်းဘူးပညာရေးပြီးဆိုအောင်လုပ်ခိုင်းမှာအဓိကနံပါတ်1ကတော့ပညာရေးပဲပညာတက်ဖြိုးအရေးကြီးဆုံးပါလေဟုတ်ကဲ့အင်းဗမာဒီမှာတော့အကုန်လုံးကတော့ပြည်သက်တော်များကလေးတုတ်ဆောင်ဆိုရင်တို့ကကြီးလာမင်းသမီးလို့သူမျက်စိတော်မြင်ကြအောင်လေအမေတို့ခစ်ကြရင်တော့ဘလို့ဖြစ်မှာမသိဘောနော်အဲ့လိုမျိုးအဲ့ကြတော့လေအဲ့ကန္နာလျောက်ပေါ့ခစ်ကလည်းမျိုးပြောင်းလဲနေရပါအခုတည်းကလည်းလူတွေကလည်းအမြင်ကြီးကလည်းမျိုးပြောင်းလဲနေကြတော့မပြောတတ်ဘူး ဘာထပ်ပြနေဆိုအတချင်းဆိုတာအယံဝတ်နာပါတယ်ဒါပေမဲ့အတမ်းအကောင်းမဲ့ကုတ်ကိုတည်ဒါပေမဲ့အတချင်းဆိုတာအယံဝတ်နာပါတယ်အကြီးလိုက်လို့ရှင်နေပေါ့နော်ဒါပေမဲ့ချင်းမဲ့လို့မထင်တာပါဘူးအတိုင်းနဲ့လူတွေကတော့နတ်မျိုးထွက်ပြေးသွားကြမှာဆိုတော့အားကြောင့်အဲအဲဟာလို့ကျွန်တော်ကျင်နေအေးတချင်းဆိုတော့သူကငယ်လေးတဲ့အလိုပဲတက်တက်လေးတဲ့ဓပုံရိုင်း post ကဟိုပေးတာပြီဒါအမြန်ဘယ်နှမွေးပြလိုက်တိုင်းနဲ့အေး post ကဘာတော့မထပ်ဘူး အဲ့တတလေးတဲ့သူရဲ့နုပညာဘုရားတော်တော်ဘာသာနာဘာမှမသိတာပါဘောနော်အဲ့လိုမျိုးလေးနေစရတော့လည်းနိုင်ငံသားနဲ့စရတော့လုံးဝကြောက်လည်းမရှိဘူးအဲ့လိုမျိုးခိုင်းသီးမှလည်းကုန်လို့တယ်အဲ့လိုမျိုးလေအဓိကတော့သူ့တော်ဘောသူ့တော်ကသူ့တော်ရန်ရင်တော့မင်းသမီးလေးစုပူပေါင်းဆိုရင်တော့မင်းသမီးအတော်သွေးကိုကုန်ပါတယ်အတော်တော်သူ့ကိုချီချူတယ်ငါတက်တော်ပူတော့ဆယ်သတော်နေ ခက်ခဲရတော့အများကြီးပေါ့အခုကကသူတို့သူတို့စောက်လို့တော့ဆိုရင်အဲ့တော့ကလစ်သဆောင်တိတ်မရှိဘူးလေတိတ်မရှိတော့လောက်ကြီးစတက်တွေတိတ်မများအောင်ခုနောက်ပိုင်းကျတော့အရန်ကိုများလာတယ်မိဘတွေကလည်းအရန်ကိုကိုသားမျိုးရမ်းဖြစ်ချင်လာတယ်အပြိုင်ဆန်တွေရမ်းများတယ်အတိုက်ခံတွေရမ်းများတယ်ဒီခါနေညရင်ကိုကလေဟိုစိတ်တွေရမ်းကိုစတက်တွေရမ်းများွားဖြစ်တဲ့အခါကျတော့သူတို့ကညပြီးတော့မလုပ်ချင်တော့မလုပ်နေတော့ဟာဆိုတော့အခိုင်အကွာငြိမ်နေလိုက်တော့မလုပ်တော့ခုနောက်ပိုင်းကတော်တော်ကြီးကိုများပြလာတာပေါ့နော် မျိုးကလေးစုံတော်တော်များလာတယ်မျိုးအိုက်တင်ကောင်းတာလို့ပေါ့နော်ပြီးတော့အဲ့လိုမျိုးကလူကြီးပုံစံမပေါအောင်လို့ပေါ့နော်အပြင်းနဲ့အဲပိတ်သက်တီချီအောင်လို့အမူအရာလေးရတယ်လို့ပြရတယ်ပြီးတော့ပိတ်သက်တီချီအောင်လို့လည်းဘယ်လိုပြောမလဲကွာအမျိုးတက်တော်လေးလည်းမြဲဆိုဖြစ်တယ်ပြန်နဲ့ပိတ်သက်တီချီအောင်လို့ကောင်းတဲ့ပြုမူတွေပေါ့နော်အဲ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 လည်းလို့ဟုတ်တယ်မိတယောက်နဲ့ပီတီကတော့အရန်ပေါ့နော်ပြောပြမတောင်ပီတီဖြစ်ရတာပေါ့နော်ဘာလို့ကိုသမီးလိုချစ်ကြတယ် ဝိုင်းမလို့ဒီဘောသူ့ရဲ့နာမည်တလုံးပေါ့နော်ဒီသူလျှောက်လာနုပြန်လန်တလန်မှာနာမည်တလုံးသူ့အတွက်ကြံခဲ့တာနမိုက်ကိုမလို့တော့ဆိုတော့မှသူ့အတွက်နာမည်တလုံးကြံခဲ့တော့မှတ်တယ်နာမည်တလုံးကြံခဲ့တယ်အဲ့အတွက်မိဘတယောက်နေနဲ့အရန်အောင်ပီတိဖြစ်ရတယ်ပေါ့သူ့အတွက်လည်းဒါဂုဏ်ယူစရာလေးတစ်ခုပေါ့နော်လူတွေပြည့်တဲ့ချစ်ကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်လို့သမီးတို့လည်းချစ်ကြပါဦးဟုတ်ကဲ့ပါအဲ့လိုမျိုးပေါ့ချူချူရလိုမျိုးလို့မင်းမီးလုံးမှဆိုရင်အခုတည်းကကလေးတွေကိုပေါ့နော်ဆယ်နှစ်လောက်တော့မရိုက်ကြတော့ဥလိုက်တယ်ပေါ့နော်အဲ့လိုမျိုးကိုကတော့ဒီဂျားထဲမှာသူလည်းဂျိုးကြကြတော့ကြတာပါအများကြီးလည်းမသိမရိုက်ဖြစ်တော့ဘူး နည်းနည်းလေးကုတူရဲ့ဇက်ပေါ့နော်သူရဲ့အဓိကဟောလာပါမယ်တော်တော်များအများကြီးရှောင်ကြမြဲတော့ပညာရင်းနဲ့ရှင်လာရင်ပညာရည်အဓိကဥစားပေးလိုက်တယ်အဲ့လိုမျိုးဟိုကြီးလာမှလုတ်တယ်မလို့ဆိုတော့မကျင်းသေးသေးပေါ့နော်ဒါကတော့မဟိုအဓိကတော့ပညာရည်ကိုသွားမယ်သွားပြီးတော့မှကြီးလာမှသူဆက်လုပ်ချင်နေဆိုရင်တော့မင်းသမီးဖြစ်အောင်လို့တော့ကမိဘကပံမိုးနိုင်တယ်လိုက်ပံမိုးမှာပေါ့နော်အဲ့တော့ကျေးဇူးရှင်တင်ပါတယ်လို့ဒီပေါ့ဒီဗီဒီယိုဆုံးမကြည့်ပြရတော့ကျေးဇူးရှင်တင်ပါတယ်လို့အပိတ်ချက်ပါအောင်လို့ Bye bye. Love you. ပြည့်သက်ကြီးပေါ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။သမီးလေးကိုလည်းနောက်တဲ့ဒီတဲ့မှာအားပေးကြပါဦး။ပြည့်သက်အားပေးလို့ပေါ့စီဆိုတဲ့နာမည်နဲ့သမီးလေးကနာမည်လုံးတွင်ခဲ့တယ်ပေါ့နော်။သူရဲ့တောက်လျှောက်နုပညာတက်တန်းတောက်လျှောက်လေးမှာပေါ့နော်။အဲနောက်တဲ့သမီးထွက်မဲ့ကားလေးတွေသမီးထွက်မဲ့ကြောင်ညာလေးတွေလည်းကြည့်ပြီးတော့ဝေဖန်ပေးကြပါဦး။ပြည့်သက်အားလုံးချမ်းသာကြပါစေ။ကယောဂါလည်းကင်းဝေးကြပါစေ။ကျေးဇူးတင်ပါတယ်။ပြန်ပါရှင်။